ငိမ့်ရတယ်ဟုတ်ပါတင်တော့โอ้ทำไมมันแจ้งเลยทำเจ้าทำแจ้งตามที่น้ำแสมันดงไม่งอนเนมุกอมยูเนเรโกสกังสีตะกะมันได้ออดูบาสกูยันเนตยัดเทเลเจ้าเนสไตปงเจแตกไข่เขบาเลยไอ้ที่เลเจ้าแตกไข่มูเรมาน้ำแสมยูนมวอยักกว่าโกปองเนี่ยงาเซปงตะลงมันดงมยูเอาชั้นตายักกว่าโกปองเนี่ยงาเซปงตะลง မုံကုံမြို့အနောက်ပိုင်းကြောက်ဖားကျေးရွာကိုပေါင်150ပုံတလုံးနဲ့မန်ကောမြို့နယ်တဲကလွယ်ပိန်ကျေးရွာတို့ကိုကျေချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတရဲ့နမ်ဆန်မြို့လေးချောင်းတိုက်ခိုက်မှုမှာအရတား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်ဖက်ဆက်ယုံတယုံမီတက်ကား9စီးနဲ့အင်စီကား၄စီးထိခိုက်ပျက်စီးသွားပါတယ်။မန်တောမြို့လေးချောင်းတိုက်ခိုက်မှုမှာတော့နေအိမ်6အိမ်ထိခိုက်ပျက်စီးသွားပြီးလူတရိတ်ဆန်တစုံတရာထိခိုက်ဒေဆုံးတာမရှိပါဘူး။ စစ်ကောင်စီတရဲ့မကုံမြူအနောက်ပိုင်းကြောက်ဖားကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုမှာလဲလူတရိတ်ဆန်စုံတရားတိုက်ခိုက်တည်ဆုံးတာမရှိဘဲကြက်မွေးမြူရေးချမ်းတချမ်းပျက်စီးသွားပါတယ်။မင်းကောမြို့နယ်ကလွယ်ပိန်ကျေးရွာမှာလဲဖုံးတော်ကြီးကျောင်းဆောင်နဲ့စရက်ဒေတာတိုက်ခိုက်ပျက်စီးသွားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁၈ရက်နေ့ကလဲစစ်ကောင်စီတပ်ကနမ်ဆန်မြို့နယ်ကွာဟဲကျေးရွာကိုပေါင်၂50ပုံနှလုံးကြေချတိုက်ခိုက်ခဲ့လို့ရတားပြည်သူ6ဦးတေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာအောက်တိုဘာလ၁ရက်နေ့ကနေ၁၉ရက်နေ့အထိမန္တလေးမြို့ကို၂ကျင်း၊ကြောင်မဲမြို့ကို၃ကျင်း၊ဒီဘုံမြို့ကို၅ကျင်း၊ကြောင်မဲမြို့ကို၂ကျင်း၊မိုင်းလောင်မြို့ကို၄ကျင်း၊နမ်ဆန်မြို့ကို၆ကျင်း၊နမ်ဘူမြို့ကို၅ကျင်း၊မိုးမဲမြို့ကို၃ကျင်းနဲ့မိုးကုံမြို့ကို၁ကျင်းစုစုပေါင်း၃၁ကျင်း၄ကျောင်းတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လက်ရှိအောက်တိုဘာလအတွင်း၄ကျောင်းတိုက်ခိုက်မှုတွေမှာတပ်ငါတော်၂ပါး၊ကလေးငယ်၈ဦး၊အမျိုးသား၁၂ဦးနဲ့ အမျိုးသမီး19ဦးတေဆုံးပြီးတော့ကလေး17ဦးအမျိုးသား18ဦးနဲ့အမျိုးသမီး19ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်138အိမ်စာတင်ကျောင်းဖုံးတော်ကြီးကျောင်းနဲ့တိုက်တာအဆောက်အအုံတွေအများအပြားထိခိုက်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်ကအယက်တားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ပြီးစစ်ရဆုမှုကိုနေစဉ်ကျူးလွန်နေပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စီကောင်စီတရဲ့လေကြောင်းအနေရကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ရှင်။ကျမ Devasmeng ပါ။